pyroclastic အမျိုးအစားပေါ့။ယာနဲ့ချီတဲ့အပူချိန်ရှိတဲ့မိခိုးပြာချိန်တိုက်တွေဟာတောင်ပေါ်ကနေအရှိန်အဟုန်ပြင်းစွာရှော့ဆင်းလာတာဖြစ်ပါတယ်။ဒါပေမဲ့ဒီအပူချိန်မြန်မာနဲ့တိုက်တဲ့ရဲ့အကျိုးသက်ရောက်မှုကအံ့ဩစရာကောင်းတယ်။ ။ဘာလို့လဲဆိုတော့အရာအားလုံးကိုမီရှုဖြက်စီးရုံမကပဲကာဗွန်ဒိုင်အောက်ဆိုင်းဖြစ်စဉ်ကိုပါဖြစ်ပေါ်စေပြီးလူနဲ့တိုက်ဆိုင်ရုပ်ကျွင်းတဲ့အပါအဝင်အရာဥထုတိုင်းကိုပုံစံမပြတ်ပဲနှစ်ပေါင်း2000ကျော်ကအောင်ထိမ့်သိမ့်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီပုံပီးမှုနာမှာပဲ Villa del Papiri လို့ခေါ်တဲ့ရှေးဟောင်းရောမအစားဦးကို1950ပြည့်နှစ်မှာမတော်တဆတွေ့ရှိခဲ့တယ်။